ကျွန်တော်ကအတွက်လည်းဒါအမှတ်တရဖြစ်မဲ့ character လေးပေါ့။ဘာလို့လဲဆိုတော့ကိုယ်မြင်လိုက်တာနဲ့တီးရိုက်ချင်တာတဲ့မှာကိုကတောင်းမကျူးဖေအောင်နေ။မင်းတို့တုံးအောင်လို့စံရှိကိုထွက်ခဲ့လိုက်။မင်းတို့ကလည်းစော်လန်းလေးတစ်ခုရှိတယ်။လမ်းလျှောက်ပေါ်ကတောင်းမကျူးဝတ်ထားတယ်။အဲ့လိုကကြိုးကြောင်နေဆိုတော့အဲ့လိုကိုယ်မြင်တာနဲ့ပြည့်စုံနေရပါတော့။အဲ့လို character ဖြစ်ရင်ကျွန်တော်မနေကျူးလာရတယ်။ကြီးတဲ့အခါမှာလည်းကိုယ်ပုံနဲ့တကယ် နေနာနဲ့ရိုက်ချင်တယ်ကိုတော်ပြန်ကြည့်တဲ့အချိန်မှာကိုကိုပြန်ကြုံနေတယ်ကိုပြန်ကြုံနေတဲ့စင်တီဖြစ်တယ်ဆိုတော့အဲဒီကော်ရီဒါလေးကိုကျွန်တော်သဘောကျပါတယ်မင်းသားတွေအများကြီးဒီကားမှာပါမယ်လို့ပြောတယ်ကျွန်တော်ဝမ်းသာတယ်။ဘာဖြစ်လို့ဆိုဇကားတကကိုတယောက်ထဲရရင်ကိုတယောက်ထဲပြိတ္တနဲ့ပဲသွားမှာ။မင်းသားတွေအများကြီးပါတဲ့ခါကျတော့မင်းသားတွေအများကြီးပြိတ္တနဲ့ဆိုတော့ဘာဖြစ်ဟိုဇကားတကရရတာလေ confidence ရှိတာပေါ့နော်။အဲအဲ့လိုမျိုးလေးဖြစ်တာ။ပြီးတော့ရိုက်တဲ့ခါမှာလည်းရိုက်ခွင်းပေါ်မှာ ပြောတယ်တကယ်ချင်းလေဟေးဟာဟိုးနဲ့အေးရကိုကိုနောက်တကလူကြည့်ပြီးတော့ဖြဲအတက်ကစကန်းရှာဝယ်လို့မြောက်ဘောပေါက်တယ်နော်အဲ့တော့သွားမယ်ရှာပါတယ်တဲ့ဒီဟာဒီတော့အေးစေပါအမနဲ့မျိုးရဲ့ဒါရွှေရှင်ကားကြီးဆိုတာငွေကြီးပေါ့နော်ရှင်ကြီးဆိုတာပြောရင်တော့အတပြာနဲ့ပေါ့ ခြေရန်လက်ဟန်နဲ့ပြောရတာမောင်ဝိုင်းပေါ့နော်အဲ့ဒါနဲ့လာပြီးကြည့်ကြရတယ်ဟိုကျွန်တော်တို့ဇာလန်းတွဲဆိုတာတီတီဘတ်ဆိုပြီးနှိမ့်လိုက်အလကားကြည့်လို့ရတယ်အလကားကြည့်လို့ရတယ်ကောင်ဖြစ်တယ်ပြီးတော့ဒီကောင်ကတော့ခုနပြောသလိုပဲမောင်ဝိုင်းလေးနဲ့လာပြီးကြည့်ရတဲ့ဟာလေးဖြစ်နေတာကြတော့ဟိုဒါဒီကောင်ကိုကျွန်တော်တယောက်တည်းရုပ်ရှင်ကားယူတယောက်တည်းအနေနဲ့မင်းရိုက်ပို့ကြတော့ကျွန်တော်ကိုယ်တိုင်မရရဲတာကျွန်တော်ကိုယ်တိုင်မရရဲတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမင်းသားတွေအများကြီးပါလာတော့ အဲဒီကားမှာမင်းသားအနည်းဆုံး2ယောက်3ယောက်အဲ့လိုအများကြီးပါတဲ့ကားတွေပဲကျွန်တော်ကိုယ်တိုင်ရရဲပါတယ်ဘာလို့လဲဆိုတော့အဲ့ဒါတစ်ခုခုဖြစ်သွားရင်လည်းကိုယ့်အတွက်လည်းမကောင်းဘူးပရိုဂျူတာတွေလည်းကျွန်တော်အားနာရတယ်အဲအကုန်လုံးပတ်စံနဲ့လုပ်ပြီးလုပ်ထားတဲ့တော့ကြောင့်မလို့အဲအဲ့လိုတယောက်တည်း main မင်းသားအနေနဲ့ကတော့ကျွန်တော်ဇလန်းပဲပဲရရဲပါတယ်ခင်ဗျာဟုတ်ကဲ့အမားနဲ့ကကျွန်တော်ရှေ့မှာရှေ့မှာဇညုံးမိတဲ့9ရက်ပြီးတော့ကြောင်ညာတခုအတူတူရိုက်ခူးတယ်အမှားတည်းရင်းရင်းနေပြီးသားဖြစ်နေတော့ကြောင်ရင်းရောင်းနဲ့ဘယ်စင်းရရင်ဘာလေးလုံးလိုက်မယ်ဘယ်စင်းရရင်ဘာလေးလုံးလိုက်မယ် အဲအဲ့လိုလေးတွေသွားတဲ့ခါကျတော့ဟိုရိုက်တဲ့ခါမှာရိုက်ပေါက်နဲ့မေနဲ့အဲ့လိုဖြစ်နေတာပေါ့နော်ရှင်မွေလာနဲ့မေဂရက်စ်ကပျောက်သွားတယ်ရိုက်ပေါက်နဲ့မေနဲ့ဖြစ်ပြီးတော့ဇလန်လေးကမိုက်သွားတယ်လို့ထင်ပါတယ်တတိယရင်းနဲ့ရှိတယ်သူနဲ့စုံသေးတယ်နေရာတချင်းစုံခိုင်းတာအမတ်တရတော့အဲ့အဲ့ဒီအမတ်တရဆင်းကျွန်တော်တကယ်အမတ်တရဆင်းရှိတယ်ကျွန်တော်ပြောလိုက်ဇလန်ပေါ်သွားမှလည်းစိုးတယ်ဒါမဲ့လည်းကျွန်တော်ကြိုးစားပြီးပြောပေးပါမယ်အဲ့မြင်းစည်းရက်ခံရှိတယ် ကျွန်တော်မြင်းစီးရမှာလဲကျွန်တော်မြင်းမစီးမြင်းမစီးတော့မဟုတ်ဘူးတဲ့မြင်းဆွဲရမှာတဲ့မင်းသမီးကမြင်းစီးရမှာဟုတ်ကဲ့ကျွန်တော်အရင်စတာနောက်တယ်မမ်မီရစ်ကမြင်းပေါ်တက်တဲ့ဆက်မှာကျွန်တော်မြင်းကိုစကျင်တယ်အမြင်းကိုမြင်းကထခုံလိုက်မှာအမကကြောက်လို့မောင်လေးရှင်မွေလာမစနဲ့တော့တောင်းမမှာတယ်မစနဲ့တော့အဲအဲ့လိုလေးတွေကအမှတ်တရပါဟုတ်ကျောင်းရှိမှာအကျိုးဆိုတာဖြစ်လာတာအရာလောကတာ မောဒန်ဆိုတာညီကိုမောင်တော်ကဒီကားထဲမှာဆိုညီကိုမောင်တော်မှအချက်ပြီးရင်တငယ်ချင်းတယောက်အချက်ပြီးရင်ချစ်သူသမီးသားအချက်ပြီးတော့ချမ်းသာလူလက်တန်းသားခြေကံလူလက်သားအကုန်လုံးမှာလောကရဲ့အကူတည်ရှိတယ်အစတော့ကျွန်တော်တို့ကဇလန်းသဘောတဘာဝရပျော်ဖို့ကောင်းရိုက်ထားတယ်ဒါပေမဲ့တချို့ကလည်းဟာတာကားထင်တယ်အဲ့ဒါလေးတွေကိုပဲကြော်ညာလိုက်တဲ့ခါကျတော့တကယ်တော့ဟာတာကားမဟုတ်ပါဘူးတကယ်လောကရဲ့အကူလူငယ်တောင်းစုကပူးစုပဆက် အဲ့လိုခံရရခိုးတဲ့ဟာလေးကိုအဲခံရတဲ့အချိန်မှာပြန်ဖြည့်ရှင်းတာလည်းအကောင်းဆုံးနည်းလမ်းနဲ့ပြန်ဖြည့်ရှင်းပါလေဆိုတဲ့ဟာလေးကိုရိုက်ပြလာတာပါခင်ဗျာပညာပေးကားလေးပါကျွန်တော်တော့အရန်သဘောကျပါတယ်အဲ့ကြောင့်လည်းကျေးဇူးအားပေးဖို့ဆိုတော့လည်းဖိတ်ခေါ်ပါတယ်ပြီးတော့ကျွန်တော်တခုပြောချင်တာစပန်လေ လူကြီးတွေဝက်ကြတယ်တချို့ကအာကြီးမားဆိုလို့ပြောကြတယ်အဲ့ဒါတကယ်တော့မဟုတ်ပါဘူးအာကြီးမားမဟုတ်အန်တီတွေဝက်အန်တီတွေဆင်ပေါ့ခလေးတွေဝက်ခလေးဆင်ကောင်မလေးတွေဝက်ကောင်လေးကောင်မလေးဆင်ကောင်လေးတွေဝက်ကောင်လေးဆင်ပေါ့နော်ဘာဖြစ်လို့လူကြီးတွေကအဝက်များလဲဆိုတော့ကျွန်တော်ခုမှသဘောပေါက်တယ်ကျွန်တော်ကိုယ်တိုင်ဝက်ကြည့်တဲ့ခါကျတော့မှဒီကောင်တနေကောင်အေးတယ်ပို့ပါရှိတယ်အဲ့ကြောင့်မို့လူကြီးကကျွန်တော်မေဆိုမနက်မိုးလင်းတာနဲ့အိမ်က ဟိုပျက်ပြီးပြောရတယ်ဟင်းနေချတနေကုန်လုံးလုံးရတဲ့ခါကျတော့ဟိုကပူတဲ့ဝက်စားတွေဆိုတော့ဝင်းနေတယ်လေအဲ့တော့တနေကုန်ပို့ပါနေတော့တော်တော်ရှိတယ်အဲစပန်ကိုပဲအကုန်လုံးဝက်ကြတာဆိုတော့အဲ့ကြောင့်မလို့စပန်ကိုလူကြီးတွေကရွေးချယ်ပြားပါလားဆိုတော့ကျွန်တော်သဘောပေါက်တာဒီနေ့ကျတော့အမေရဲ့စပန်ပုံနဲ့မဟုတ်တော့ဘူးအဲအကုန်လုံးကလည်းဒီကားထဲမှာပါတဲ့ character လေးတိုင်းပဲကျွန်တော်ဝက်ခဲ့ပေးပါဆိုတော့ဟိုဟိုနေ့က family show မှာအဲ့လိုပြောလိုက်တဲ့ခါကျတော့မနေ့ကမနေ့ကတနေ့ရမှာကျွန်တော်သွားရှာပြီးတော့ အမြန်ချုပ်ဝင်လာတာပါအဲ့အဲ့မူမူတိုင်းလေးပဲနော်စက်ပတ်တော့စက်ပတ်ပါပဲဟုတ်ရဒီမှာဒီတောင်းပြရတဲ့ခန္ဓာမှုပြင်တော့ဟွန်းအဲ့ကျွန်တော်အဲ့အရန်ပြောပြကြလို့ spat is the bug ပဲပေါ့နော်ဘာလို့လဲဆိုတော့ဟိုဟိုပါပေါ့နော်ဘယ်လိုပြောရမလဲအစကကျွန်တော် spat ကျွန်တော်အမေတို့လူကြီးတွေဝတ်ကြတယ်ပေါ့နော်ဘာကြောင့်ဝတ်တာလဲဆိုတော့ကျွန်တော်တေချာမသိဘူးအခုကျွန်တော်ကိုယ်တိုင်ဝတ်ကြည့်တဲ့ခါကျမှကျွန်တော်သိတယ် သူကမေးပူလဲထွက်လဲသူကမပူဘူးမိရနေအချိန်ကလည်းဒီကောင်ဝင်လေးရစပန်ပြီးတော့ဒီလိုရွှေရွှေပြည့်ပြည့်လေးဆိုတော့လေခန္ဓာကိုယ်မှာရန်ပော့ပွားနေတက်တောင်တက်တာဖြစ်တယ်အဲကြောင့်မလို့ကျွန်တော်စပန်ကိုရွေးချယ်ကြရတယ်ဖြစ်နေကျွန်တော်ရဲ့နောက်ပိုင်းစပန်နေတောက်လျှောက်ဝဲဖို့စီစဉ်ရှိပါတယ်ဟုတ်